လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာရေးသားဖော်ပြခဲ့တဲ့ကြပြဆရာလူခက်ရဲ့ကြပြတွေကိုအားကြပြီးကြပြဆရာတွေဖြစ်ကြတဲ့အာကာမုန်းနဲ့ရိုးခတ်တို့ကအရှိမြောက်အနောက်တောင်မုတ်တုံဂုံပြူစုတို့ကိုပေးရခဲ့ကြပါတယ်။လူခက်ရဲ့ကြပြတွေကိုဖတ်လိုက်ရချိန်မှာတခြားကြပြဆရာတွေနဲ့မတူတာကိုတွေ့ရပြီးကြပြတွေဟာရိုးသားပြီးရင်ထဲကိုရောက်အောင်ရေးနိုင်တာကြောင့်စုပေးပြခဲ့ပုံကိုရှင်းပြသူကကြပြဆရာရိုးခတ်ပါ ဲ့တော့ဒီအမေကပြားလေးကိုတွေးလိုက်တော့ခုနကဟိုပတိန်ကကပြားဆရာအာကာမွန်းနဲ့ online ပေါ်မှာချိန်မိပြီးတော့ကျွန်တော်နေတာကရှမ်းပြည်နယ်မြောက်ပိုင်းမြန်မာနိုင်ငံရဲ့အရှေ့မြောက် ပိုင်းမှာနေတယ်။သူက KRV တိုင်းဆိုတော့မြန်မာနိုင်ငံရဲ့အနောက်တောင်မှာနေတယ်ဆိုတော့ကျွန်တော်တို့မိုးလေဝသသတင်းတွေနားထောင်လိုက်လို့ရှိရင်လည်းဟိုအရှင်းမြောင်းလေတို့အနောက်တောင်မုတ်တုံလေတို့အဲ့ဒါမျိုးတွေတွေ့ရတော့ကျွန်တော်အဲ့ဒီဟာလေးကိုတွေးပြီးတော့ပထမဆုံးကျွန်တော်တို့ပေးပြတာကတော့အရှင်းမြောင်းလေနဲ့အနောက်တောင်မုတ်တုံလေဆိုပြီးတော့ပေးလိုက်တယ်ပေါ့ ဒါပေမဲ့ဟိုလေဆိုရက်ပါလာတဲ့ဇကားကသိအစင်မပြေတော့ကျွန်တော်လေကိုဖြုတ်ချပြီးတော့အရှင်းမြောင်းနဲ့အနောက်တောင်မဟုတ်တော့ဆိုကပြာစုစုပြီးတော့ဒီအမေကပြာကိုကျွန်တော်တို့တတ်မှတ်ပြီးတော့ပေးလိုက်တာပေါ့ကပြာစုရာလူတယောက်ရဲ့ခံစားချက်ကိုရည်ရင်ကြီးကြီးပောက်ကွဲတာပါလို့ကပြာဆရာလူခက်ကဆိုပါတယ်သူစုရခဲ့တဲ့အမေကပြာရေးပြပုံနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပြောပြပါပါတယ် ကိုကငယ်ဝေးမှာဟိုနိုင်ငံเจ้าမှလုံးလုံးနေတဲ့အကောင်ဆိုတော့အိမ်ပြန်ရင်တဲ့ခါကျတော့ဟိုသတိရမေးပဲသတိရကြတာလေဆက်လာမှုဆိုတော့ဟိုကိုမေလုတ်ခဲ့တဲ့ပုံစံလေးတွေပေါ့ကိုဒီငငယ်ကကိုမေဟိုပြောနေဆိုးနေတာလေးတွေအဲ့လိုမျိုးလေးတွေကိုကဟိုသူ့သူ့ဘက်ကနေခံစားပြီးရေးတာပဲပေါ့စိတ်ဒီကြပြားလဲရှည်ကြီးမှမဟုတ်တော့ဒီဘက်မှာနေထိုင်တဲ့စာရေးဆရာလူခတ်ဟာသူ့ရဲ့ကြပြားတွေကိုအွန်လိုင်းကနေတဆင့်တင်ခဲ့ရတာကနေနမေရလာပြီးတော့ 2015ခုနှစ်စက်တင်ဘာလထုတ်တဲ့ငင်းကြဲရတမဂဇင်းမှာအမေကဗျာနဲ့ဘဝကဗျာတို့ကိုဖော်ပြခံခဲ့ရပါတယ်။တိချက်ကအမှန်တရားကိုမျက်လို့တယ်။နေ့ချက်ကဒီနေ့ခံပြည်သူဘက်ကရက်တယ်ပေါ့နော်။အဲဒီသုံးချက်ကတော့ကဗျာဆရာတွေကနော်ပုံမြင်ကြော်ကြားလာတဲ့တိုင်အောင်ပေါ့နော်။အခချင်းငွေရဘာမှမမိုးလောက်ဆရာမရှိဘူးနော်။ဆေးရတုတ်ကအမျိုးမျိုးခံပြီးဒီကဗျာတွေရေးတယ်ဆိုတော့လူပညာကိုအမှန်ခုံမှုမင်းမင်းနဲ့ချစ်မြတ်လို့ရဲ့စိတ်ကလေးတစ်ခုနဲ့ရေးတာ။